ငလျင်မှာဒုံကအလှခံထားတဲ့အလှငွေတွေနဲ့ထိုင်းတကြံမှာပျော်ပါနေတယ်လို့ဆွဆွဲခံနေရတဲ့သဲဆုငိမ့်နဲ့ထွန်းအပ်လွင်အလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကြွဆူလိုက်ပါတယ် တဲဆုညိနဲ့ထွန်းလွင်တို့နှစ်ယောက်ကငလျင်ဘေးတင်တဲ့အချိန်မှာတနိုင်သမျှပဝင်ကာကွန်ကြီးပင်းနေခဲ့ကြတာပေါ့မန္တလေးစကိုင်းနဲ့နေရဒေသတတော်များများမှာငလျင်တန်းချောင်းအများကြီးပြည့်စည်သွားတဲ့အတွက်တဲဆုညိနဲ့ထွန်းလွင်တို့ကဆေမကောင်းဖြစ်နေခဲ့ကြပါတယ်ဒါကြောင့်မို့ငလျင်ဖြစ်ပြီးရပိုင်းတို့မှာတဲဆုညိနဲ့ထွန်းလွင်တို့ကငလျင်ဘေးအတွက်အလှငွေတွေကောက်ခံပေးကြတာပေါ့လူအများသွားလာတဲ့ဈေးတွေနဲ့နေရာစုံတွေမှာအလှငွေတွေကိုလမ်းလျှောက်ကောက်ခံပေးနေကြပါတယ် ထွန်းအလွေနဲ့အတူတူသဲဆွန်ငိမ့်တို့အလှမဲတွေကလည်းအတက်တရောကိုပေါဝင်ချတာပါအလူငွေတွေကဒိန်ညာနဲ့ခြေကိုရရှိခဲ့ပါတယ်ဒါကြောင့်မို့သဲဆွန်ငိမ့်နဲ့ထွန်းအလွေတို့ကမန္တလေးနဲ့စကိုင်းကလိုအပ်သူတချို့ကိုသွားလို့ပေးခဲ့ပါတယ်အဆိုပါအလူပြီးတဲ့နောက်မှာထိုင်းနိုင်ငံရဲ့တကြံပွဲတော်ကစတင်ကျင်းပလို့နေပါတယ်ဒါအပြင်ကျင်းပပြီးနှစ်ရက်လောက်ကြာမှပဲထွန်းအလွေနဲ့သဲဆွန်ငိမ့်တို့ပါသွားလည်နေကြောင်းကပုံနဲ့တကွပြန့်နှံ့လာခဲ့တာပါ ထိုင်းနိုင်ငံရဲ့တကြံပွဲတော်ကိုသွားလည်နေတဲ့ဆိုပြီးထိုင်းလူမျိုးတွေကပါဆိုရှယ်မီဒီယာမှာပြောဆိုနေကြပါတယ်။လက်ရှိချိန်မှာမြန်မာနိုင်ငံကငလျင်တန်းကြောင့်မို့အပြော်ဘားတွေကိုရှော့ထားတဲ့ဆိုပြီးထိုင်းနိုင်ငံကလူတွေကပါသိထားကြတာပေါ့။ဒါကြောင့်မို့တဲဆုငိမ့်တဲ့ထွန်းလင်တို့ကနိုင်ငံကမကြမ်းမမာဖြစ်နေတဲ့အချိန်မှာထိုင်းနိုင်ငံကိုလာပြောနေကြတာလားဆိုပြီးပြောဆိုကုန်ကြတာဖြစ်ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံကတချို့ပြည်သက်တွေကလည်းတဲဆုငိမ့်တို့ထိုင်းနိုင်ငံမှာသွားပြောနေတာကမဖြစ်သင့်ဘူးဆိုပြီးဝေဖန်နေကြပါတယ်။ငလျင်ဘေးအတွက်ဆေးမကောင်းဖြစ်တယ်လို့ပြောကထိုင်းနိုင်ငံကတကြမ်းမှာခိုးပျော်နေ တယ်လို့ထောက်ပြနေကြတာပါ။ဒါပြေတချို့ကတော့သဲဆုမြင့်နဲ့ထွန်းလင်းတို့ကငလင်းဘေးမှာကောက်ခံထားတဲ့လူငယ်တွေနဲ့တောပြောနေကြတာနေမှာဆိုပြီးစွဆွနေကြတာဖြစ်ပါတယ်။သဲဆုမြင့်နဲ့ထွန်းလင်းကိုသဘောမကျတဲ့သူတွေကခုလိုနီလန်းမျိုးစုံနဲ့ဝေဖန်နေကြတာပါ။သဲဆုမြင့်ရဲ့မာခံပရိသတ်တွေကတော့ခုလိုစွဆွခံနေရတာကိုမခံမရဖြစ်အောင်တုတ်ပြန်နေကြတာပါ။ တဆုညင်တို့ကအလှငွေကိုသုံးပြီးမှပြောင်းနိုင်တဲ့သူမျိုးတွေမဟုတ်ဘူးလို့ပြန်တုတ်ပြန်နေကြပါတယ်။ပြန်ထန်နေတဲ့ပုံတွေကလည်းထိုင်းတကြမှာပြောထားတဲ့ပုံတွေမဖြစ်နိုင်ဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့တဆုညင်ရဲ့ထွန်းလွင်တို့ကတော့ပြန်ထန်နေတဲ့ပုံကထိုင်းတကြမှာဆော့ထားတဲ့ပုံမဟုတ်ဘူးလို့တုတ်ပြန်တာမျိုးလုံးဝမရှိသေးပါဘူး။ ဆိုရှယ်မီဒီယာမှာကြရထားနေပေမဲ့သူတို့ကတော့မသိချင်အောင်သာစောင့်နေတာပေါ့မသိချင်အောင်စောင့်ကနေနေတာဖြစ်ပြီးသူတို့ကမှဘာမှမတင်တာလဲရပ်ပိုင်းရှိပါပင်ဒါကြောင့်မို့လဲထိုင်းတကြံကိုတကယ်သွားလဲနေတာမို့မတင်တာဖြစ်နိုင်တယ်လို့ဝေဖန်ထောက်ပြနေကြတာပေါ့ထိုင်းတကြံကမြန်မာနိုင်ငံရဲ့တကြံအမွေသက်အလုံးကိုလူယူသွားပါပင်မြန်မာလူမျိုးတွေရဲ့တကြံအမွေနှစ်ဆစ်ဆစ်ဖြစ်တဲ့တကြံမှာလုတ်တဲ့ရိုးရာနဲ့ပွဲတင်စပ်ပုံတွေအကုန်လုံးကို ဘာလို့ဖြစ်နေတာပါမြန်မာနိုင်ငံကဒီနေ့ပိုင်းတွေမှာသကြံပွဲတော်ကိုရုံရအတိုင်းစီကားစွာကျင်းပဖို့မဖြစ်နိုင်သေးပါဘူးဒါကိုအခွင့်ကောင်းယူကထားနိုင်ငံကသကြံပွဲကို promotion ဆင်းရဲနဲ့ခုဆိုရင်နိုင်ငံသားဝင်ငွေလဲအတော်လေးကိုကောင်းသွားပါပြီ ဒါပေမဲ့လည်းမြန်မာတွေရဲ့ရိုးရာစစ်စစ်ကိုကျင်းပနိုင်တဲ့တနေ့ကြရင်ထိုင်းတွေကိုပြန်ရှင်နိုင်လိမ့်မယ်လို့သာမြန်မာလူမျိုးတွေမှာယုံကြည်နေကြတာဖြစ်ပါတယ်။ငလျင်မာဒုံကအလှခံထားတဲ့လူငွေတွေနဲ့ထိုင်းတကြမှာပျော်ပါနေတယ်လို့ဆွဆွဲခံနေရတဲ့ဒဲဆုံငိမ့်တဲ့ထူအန်တွေအပေါ်ဘရက်တ်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။